။ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA က2030ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြိုင်ပွဲဝင်အသင်းအရေအတွက်ကို64သင်းအထိတိုးမြှင့်ဖို့စဉ်းစားနေရလို့သိရပါတယ်။ FIFA ဟာလာမယ့်2026ကမ္ဘာဖလားပြိုင်ပွဲကိုပြိုင်ပွဲဝင်အရေအတွက်32သင်းကနေ48သင်းအထိတိုးမြှင့်ထားပြီးဖြစ်ပေမဲ့2030ကမ္ဘာဖလားပြိုင်ပွဲမှာပြိုင်ပွဲဝင်အသင်းအရေအတွက်ကိုထပ်မံတိုးမြှင့်ဖို့စဉ်းစားနေတာဖြစ်ပါတယ်။ ကမ္ဘာဖလားပြိုင်ပွဲကို1930ပြည်နှစ်က စတင်ကျင်းပခဲ့ပြီး2030ကမ္ဘာဖလားပြိုင်ပွဲမှာနှစ်တရာပြည့်ပြိုင်ပွဲဖြစ်တာကြောင့်ပြိုင်ပွဲဝင်အသင်းအရေအတွက်ကို64သင်းအထိတိုးမြင့်မှုစဉ်းစားနေတာဖြစ်တယ်လို့သိရပါတယ်။2030ကမ္ဘာဖလားပြိုင်ပွဲကိုမော်ရိုကိုပေါ်တူဂီနဲ့စပိန်နိုင်ငံတို့က ပူရင်းအင်ရှင်အဖြစ်လက်ခံကျင်းပသွားမှာဖြစ်ပြီးလက်ရှိအချိန်အထိ48သင်းပါဝင်တဲ့ပြိုင်ပွဲအဖြစ်ကျင်းပသွားဖို့ပဲစီစဉ်ထားတာပါ။ဒါပေမဲ့ FIFA ဟာနှစ်တရာပြည့်ပြိုင်ပွဲကိုထူးထူးခြားခြားကျင်းပဖို့ဆန္ဒရှိနေတဲ့အတွက်အပြောင်းလဲတွေဖြစ်ပေါ်လာပွဲရှိတယ်လို့သိရပါတယ်။ FIFA ဟာ2030ကမ္ဘာဖလားပြိုင်ပွဲကိုအာဂျင်တီးနား၊ပါရာဂွေးနဲ့ဥရုဂွေးနိုင်ငံတွေကိုလည်းအင်ရှင်အဖြစ်တပွဲစီကျင်းပခွင့်ပြုထားပါတယ်။ FIFA ဟာကမ္ဘာဖလားပြိုင်ပွဲကိုအသင်းအရေအတွက်တိုးမြှင့်မှုအကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး1998ကမ္ဘာဖလားပြိုင်ပွဲကန နဲ့2020ကမ္ဘာဖလားပြိုင်ပွဲအထိ32သင်းပါဝင်တဲ့ပြိုင်ပွဲအဖြစ်ကျင်းပခဲ့တာဖြစ်ပါတယ်။